တရက်မှာတော့ဘရင်မင်းမြတ်နဲ့မဲကျင်တာတို့နေရောက်ဟာဘရင်မင်းမြတ်ကိုယ်တိုင်တည်ထားတဲ့ဇေဒီတော်ကိုလာရောက်ကြည့်ရှုနေခဲ့ကြပါတယ်။သူအချိန်မှာပဲဇေဒီတော်ကိုမိုးကြိုထိမှန်ပြီးအစိမ့်စိမ်မွားမွား꿰ကြည့်သွားခဲ့ပါတယ်။တချိန်ထဲမှာပဲမဲကျင်တာကဘရင်မင်းမြတ်ရင်မွားကိုတန်းနဲ့ထိုးပြီးလှုပ်ကြံတက်ပြတ်တယ်လို့အိမ်မက်မက်ရမှာမဲကျင်တာလန့်နူလာခဲ့ပါတယ်။အိမ်မက်အကြောင်းကိုချင်းတင်အားပြန်ပြုတ်ပြတဲ့အခါဒါဟာမကောင်းတဲ့နမိတ်ပဲလို့ပြောပြီးအဖြစ်တွေစေးကြောဖို့ရံပေကာရာကိုတုံးကောင်ရွတ်ဆိုခိုင်းလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲမူဝေပြီးအန်ဂျင်လာသလိုဖြစ်တာကြောင့်ဒါဟာကိုဝင်ရှိတဲ့လက္ခဏာဆိုတာကိုသိလိုက်ရပါတယ်။ မဲကျင်နာကိုဝင်ရှိတဲ့တရင်ကိုကြားပြီးဘရင်မင်းမြတ်လည်းစီတော်မင်းနဲ့ချက်ချင်းရောက်လာခဲ့ပါသည်။တစ်ဖက်မှာရှိတဲ့ထိန်းတော်ဆဲကတော့ပုံနာဖရာလို့တွေဟောမှန်နေပြီဖြစ်တာကြောင့်ကျင်နာကိုရှင်ပြဖို့ချစ်ရာဝီကိုကြံပေးနေခဲ့ပါသည်။ဒါပေမဲ့ချစ်ရာဝီကကျင်နာနဲ့သူ့ဘိုက်ထဲကကလေးကိုတတ်ဖို့သူ့လုံမှာမဟုတ်ဘူးလို့ဆိုပါသည်။တရရမှာတော့လောင်ဝခန်းထိန်းတော်ဥဝဟာလောင်ဝခန်းနဲ့တွေ့ဖို့အတွက်နန်းတော်တွေကိုလှုပ်ဝက်စွာရောက်လာခဲ့ကြပါသည် ထိုအခါတကားဆောင်တွေကခွန်ပြည်တန်ကတင့်ကိုဝင်ခွင့်ပေးထားပြီးမြမြန်တွတ်ပြီးမြမြန်ပြန်စီဖို့ပြောပြီးဝင်ခွင့်ပေးခဲ့ပါတယ်။အထိန်တော်ဦးဝန်းနန်းတော်ရဲ့ဝင်လာတဲ့လမ်းမှာစီးပင်ရှာနေကြတဲ့တန်ယုံရဲ့စကားပြောတဲ့ကိုကြားတာကြောင့်တနေရကနေပုံနေလိုက်ပါတယ်။ထိုအခါမှာစာဖို့သိငယ်ပြန်သွားတာကိုမြင်တော့ကျင်နာနဲ့စာဖို့သိငယ်ရဲ့ဆက်သွယ်မှုအကြောင်းကိုပြောဆိုနေခဲ့ကြပါတယ်။ကျင်နာဟာတိတ်ငက်ဝတ်သုံးပြုပြီးအပြင်လူနဲ့ဆက်သွယ်နေကြောင်းကိုလောင်ဝန်ခန်းထိန်တော်သိသွားပြီးအကြံတစ်ခုရသွားခဲ့ပါတယ်။ တကယ်တော့တင်မေပြီးခံလိုက်ရတဲ့လာဝန်ခံဟာတည်တံအစားဖက်စီချုံအောင်ခြင်းနဲ့ကျိန်တန်ကိုသာစားထိုးကြခံစီခဲ့တာပါလာဝန်ခံကိုတည်တံပေးလိုက်မယ်ဆိုရင်လာဝန်ခံရဲ့ဖခင်အုပ်ချုပ်တဲ့စုခိုနိုင်ငံနဲ့စစ်ဖြစ်မှာဆိုလိုပဲလို့ခွန်ပြည်တန်းကဆိုပါတယ်ထို့အခါထိန်တော်လေးမျှော်လင့်ချက်ပြောင်းဆုံးနေတဲ့လာဝန်ခံကိုစင်တာနဲ့တင်ငယ်အကြောင်းပြောပြလိုက်မှာလာဝန်ခံရဲ့မျှော်လင့်ချက်တွေပြန်လည်ရှင်းသင်လာခဲ့ပါတော့တယ်ဒီလိုနဲ့လာဝန်ခံထိန်တော်လေးကျွမ်းကျင်မှုစုတရကိုခေါ်ပြီးတိမ့်ငက်လာရလမ်းကြောင်းအတိုင်းလိုက်လဲစုံစမ်းပါတော့တယ် ူအခါကလေးတယောက်ကတိုင်ငံတကောင်ကိုနီးနားမှသူမြင်နေပြောပြီးတိုင်ငံရှိရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူအချိန်မှာပဲဝါမွန်ဟာအမစာရေးပြီးတိုင်ငံကိုဆင်လွတ်လိုက်ပြီးဖြစ်တာကြောင့်ပြန်သွားတဲ့တိုင်ငံကိုတော့မိုးဆိုးကမျှနေပြစ်လိုက်ပါတယ်။ဘာလို့ငှက်ကိုပြစ်တာလဲလို့ကလေးငယ်ကမေးပေမယ့်တော့မိုးဆိုးတို့လည်းတိုင်ငံကိုထိမှန်အောင်ပြစ်ချနိုင်ခဲ့ကြပါတယ်။သူအချိန်ဝါမွန်ကကလေးငယ်ကိုမတင်ကားလို့မေးကြည့်တဲ့အခါတိုင်ငံကိုမျှနေပြစ်လိုက်နေကြောင်းငိုပြီးပြောပြခဲ့ပါတယ်။အထင်းတော်နဲ့တော့မို့ဆိုလေတည်ဆုံသွားတဲ့တိုင်ငယ်စီကစာကိုဖတ်ကြည့်ကြပေးမယ်ရေးထားတဲ့စာကိုတော့သူမဖတ်တတ်ဘူးလို့ဆိုပါတယ် ထိုအဖြစ်အပျက်ကိုအဝေးကနေချောင်းကြည့်နေတဲ့ဝါမွန်တယောက်ကတော့မျက်လုံးပြူးထိတ်လန့်နေခဲ့ရပါပြီ။ဝါမွန်ဟာချက်ချင်းမဲ့နန်းတော်ကိုရောက်လာပြီးမဲကျင်နာရဲ့ဖခင်ဟာကျမ်းမာရေးအခြေအနေမကောင်းတာကြောင့်ကျင်းနာကိုလာပြောတာဖြစ်ကြောင်းဂိတ်ဆောင်တွေကိုပြောပြခဲ့ပါတယ်။ဂိတ်ဆောင်တပ်သားတို့လည်းဝါမွန်ရဲ့စကားကိုယုံပြီးဝင်ခွင့်ပေးလိုက်ပါတယ်။နန်းတွင်တွေရောက်တော့အထင်းတော်ဆဲကဝါမွန်ကိုကျင်းနာနဲ့တိုက်ရိုက်တွေးခွင့်မပေးဘဲအထင်းတော်ထင်ထင်နဲ့သာတွေးခွင့်ပြုခဲ့ပါတယ်။သူအခါဝါမွန်လေးသူ့ပို့လိုက်တဲ့စာဟာလောင်ဝန်ခန်းထိန်တော်လက်ထက်ရောက်သွားကြောင်းထင်ထင်ကိုပြောပြလိုက်ပါတယ် ထိုအခါသခင်မကျင်လာလေလောင်ခက်လက်ထဲကိုသာထူစာရောက်သွားမယ်ဆိုရင်သူတို့ဘဝပျက်စီးသွားမှာဆိုတာကြောင့်လောင်ခက်လက်ထဲမရောက်ခင်တာစီကြဖို့ဖြစ်လာခဲ့ပါတယ်။တချိန်တည်းမှာပဲလောင်ခန်းထိန်တော်ဟာနန်းတွင်နဲ့ဝင်မှုအဆောင်တွေကိုခွင်တောင်းနေခဲ့ပါတယ်။အထိန်တော်လေအဆောင်တွေကိုလက်ထိုးပြီးဝင်လာခဲ့တဲ့လမ်းမှာမိယောင်ကိုမျက်နှာကြောင့်ပုံနေလိုက်ပါတယ်။ထူမိယောင်ကတော့တန်ယုံတို့နေကင်းဘက်ကရှာတွေ့ထားတဲ့စေပင်ကိုညဘက်မှာလာတူနေခြင်းကြောင့်ဖြစ်ပါတယ်။အခုလိုစေပင်ကိုညဘက်မှာလာတူတာပိုဆွမ်းထက်တယ်လို့တန်ယုံကပြောနေစဉ် တန်းရုံထိန်းတော်ဟာပုံနေတဲ့လာဝန်ခံထိန်းတော်ကိုတုံးနေရိုက်ထည့်လိုက်ပြီးပဲဖြစ်ပါတယ်။သတိမဲ့နေတဲ့ထိန်းတော်ခါကြကစာရေးကိုတန်းရုံကဗားလဲလို့ယူလိုက်စမှာလူလာတဲ့ကြတာကြောင့်ခြုံနဲ့ဝင်ပုံနေလိုက်ကြပါတယ်။သူတို့အနားရောက်လာတဲ့သူတွေကတော့ကျင်နာနဲ့ထိန်းတော်တို့ဖြစ်ပြီးသူတို့ရှာနေတဲ့လာဝန်ခံထိန်းတော်ဟာသတိမဲ့လဲနေတာကိုတွေ့လိုက်ကြပါတယ်။သူတို့လိုချင်တဲ့စာရေးကိုနေရာနဲ့မှရှာဝေနေကြခြင်းမှာပဲလာဝန်ခံထိန်းတော်သတိပြန်လည်လာပြီးနှစ်ယောက်တစ်ယောက်တပ်ပုတ်ကြပါတော့သည်တက်ကြပုတ်ကြရင်လာဝန်ခံထိန်းတော်ဟာကျင်းနာနေကက်ကိုဆွဲပြက်လိုက်ပါတော့သည် ကျင်းနာထက်ကခွာတိုင်းနေတဲ့လောင်ခန်းထိန်တော်ကိုထင်းထင်းကကြောက်တုံးနဲ့ကောင်းထူချလိုက်တာလောင်ခန်းထိန်တော်လဲပြီးပွဲချင်းပြီးရှော့သွားခဲ့ပါတော့တယ်ဒီလိုနဲ့အထိန်တော်အလောင်းကိုအစီကံနှစ်ယောက်ကိုခြောက်နဲ့မှမြှော့ပြစ်လိုက်ဖို့ခိုင်းစေလိုက်ပါတယ်သူတို့လိုချင်တဲ့စာအိတ်ကိုနေရာအနှက်မှာရှာခဲ့ပေမဲ့တွေ့ရှိခြင်းမရှိခဲ့ပါဘူးအချင်းချခံထားတဲ့လောင်ခန်းကသူမရဲ့အထိန်တော်ရောက်မလာကြောင်းကိုခွန်ပီတန်ကိုပြောပြနေခဲ့ပါတယ်ကွန်ပီတာတို့လေလိုက်လံစုံစမ်းရင်းနေ၆နှစ်ပြီမှာတစုံတစ်ခုကိုလိုက်ရှာနေတဲ့မဲကျင်နာကိုတွေ့လိုက်ရပါတယ် ။သူကခါမဲ့ကျင်းတာလေဒီနားမှာမှုများရှိမလားလို့လာရှာတာလို့ပြောပြီးလှည့်ပြန်သွားကြပါတယ်။ခဏအကြာမှာတော့ခြောက်နှပေးမှာမျောပါလာတဲ့လောင်ဝခန့်အစီကံအလောင်းကိုတွေ့ရှိခဲ့ပြီးစစ်ဆေးကြည့်တဲ့အခါအထင်းတော်လက်ထဲကတင်းကျပ်စွာဆုပ်ကင်ထားတဲ့နဂတ်တစ်ဖက်ကိုတွေ့လိုက်ရပါတယ်။ခွန်ပြည်တန်းလေအထင်းတော်လက်ထဲကတက်တည်ကံဖြစ်နိုင်တဲ့နဂတ်ကိုလောင်ဝခန့်ကိုပြပြီးဒီအမှုကိုသူ့ဖော်ထုတ်မယ်လို့ဆိုပါတယ်။ခွန်ပြည်တန်းဟာမဲ့ကျင်တာနဲ့ခြောက်နှပေးမှာတွေ့ဆုံစဉ်ကကျင်းတာရဲ့နားမှာစီလိန်ထားတာကိုသတိထားမိလိုက်ပါတယ်။ ခွန်ဖီတန်လည်းမဲချင်သားစီရောက်လာပြီးတခင်မနာကဒန်ယာကိုကြည့်ကျင်လိုပါလို့ရှောက်တင်လိုက်ပါတယ်။ထိုအခါကျင်သားလည်းတင့်ကိုဘယင်ကြီးကမြောက်စားပေးနေတာနဲ့ပဲလာစော်ကားနေတာလား။ဘယင်ကြီးရဲ့ရင်သွေးကိုလွှဲထားရလို့မနာလိုတာလားစသဖြင့်အုံငေါပြောဆိုလိုက်ပါတယ်။ခွန်ဖီတန်လည်းဒီလိုဆိုရင်တော့အထင်းတော်သေဆုံးတဲ့အမှုကိုဘယင်ကြီးစီမှာရှောက်တင်ရလိမ့်မယ်လို့ပြောပြီးပြန်သွားခဲ့ပါတယ်။အထင်းတော်ဆွဲဖြတ်သွားတဲ့မြင့်တာနဲ့ကဲကခွန်ဖီလက်ထက်ရောက်နေတာနေမှလို့ထင်းထင်းကိုပြောပြီးဘာဆက်လောက်ကြမလဲလို့ကြံထုတ်နေခဲ့ကြပြန်ပါတယ်။ ။ခွန်ပေတန်းကလည်းငကက်ကိုကြည့်ပြီးအထင်းတော်ကိုတက်တာမြင်ကျင်တာပဲနေမှလို့ကောက်ချက်ချနေခဲ့ပါသည်။တရံမှာလူတစုဟာလူတယောက်ကိုအသေးအံလိုက်ဖန်နေခဲ့ကြပါသည်။ထို့လူဟာတော်ဝင်ရွှေတွေကိုဝယ်ယူပြီးတရုတ်တွေစီခိုးရောက်နေတဲ့သူဖြစ်တာကြောင့်ခွန်ပေတန်းစီကိုလာရောက်အနံခဲ့ပါသည်။ပီကန်လေထိုးလူလက်ထဲကရွှေတို့ကိုစစ်စစ်ကြည့်တဲ့အခါသူ့စီကငကက်တစ်ဖက်နဲ့ပုံစံတူငကက်ကိုအံဩစာတွေ့လိုက်ရပါတယ်။ပီကန်လေထိုးလူကိုတေချာစစ်မိတဲ့အခါ သူစီကိုလူတယောက်ကဒီရွှေတွေကိုလာရောက်တာဖြစ်ကြောင်းနေလာရောက်တဲ့သူကလည်းနန်းရွှေတွေကိုခိုးရောက်တတ်တဲ့နန်းရွှေသူတယောက်ကိုတပ်ပစ်ပြီးယူလာတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဖီခန့်လည်းရွှေတွေကိုယူပြီးမဲကျင်နာစီရှောက်တင်တဲ့အခါမဲကျင်နာကအဲ့ဒါသူပြောက်သွားတဲ့ရွှေတွေဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒီအကြောင်းအရာတွေကိုဖီခန့်ကမယုံသလိုစစ်မေးနေချိန်မှာတန်ယုံရောက်လာပြီးမဲကျင်နာပြောတာအမှန်ဖြစ်ကြောင်းနေဒီရွှေတွေကလက်ကောက်ကသူ့ဟာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။တန်ယုံကပါသူ့လက်ဝတ်ရတနာတွေပျောက်တယ်ပြောနေပြီဖြစ်တာကြောင့်ဖီခန်လည်းဒီအမှုကိုဒီမာရင်ဆုံးသက်ပြီးလက်ပြန်သွားခဲ့ရပါတယ်။ သူတို့အကြောင်းတွေကိုတခင်မတန်ယုံမှသိနေပြီဖြစ်တာကြောင့်ကျင်နာတို့အတွက်ပူပြီးခက်တွေ့ရပြန်ပါတယ်။တန်ယုံတို့နန်းဆောင်ကိုပြန်ရောက်တဲ့အခါကျင်နာလိုလူမျိုးနဲ့မပတ်သက်တဲ့ကြောင်းအထင်းတော်ကသတိပေးပြောဆိုနေပေမယ့်ကျင်နာကငါ့ကိုဘာမှမလုပ်နိုင်ပါဘူးလို့ပြောပြီးစားလိုက်ကိုထုတ်ကြည့်နေခဲ့ပါတယ်။ခုတနေ့ညကပြဿနာဖြစ်ကြတော့ကလောင်အောင်ခန်းထိတော်ခါးကြကစားလေးကိုတန်ယုံကရအောင်ယူလာခဲ့ခြင်းပဲဖြစ်ပါတယ်။တဖက်မှာရှိတဲ့ပုံနာဝါမောဖျားဝုပြုနေချိန်မှာသူရဲ့ဖခင်ဝါစုထက်ရောက်လာပြီးမင်းနဲ့ကျနာတို့ရဲ့ကိုဝင်အတွက်ခုံပြူးချောင်းလာပြောတာလို့ဆိုပါတယ်။ ဂျင်နာရဲ့ကိုဝင်ကကျွန်တော်နဲ့ရတာမဟုတ်ဘူးလို့ပြောမှဖခင်မျက်လုံးပြူရပါတော့တယ်။ဂျင်နာဒီကိုလာလေတုန်းကမင်းငါပြောသလိုမလုပ်ဘူးလားလို့ဖခင်ကပြောတော့ဝါမွန်က "तू မလုပ်ခဲ့ကြောင်းလီ"ဒါပေမဲ့ဂျင်နာကကျွန်တော်ကိုသာချက်မှာပါလို့ပြောလိုက်ပါတယ်။သူအခါဖခင်ဖြစ်သူလေမင်းမိမတွေအကြောင်းကိုမသိသေးပါဘူး။ကလေးမွေးဖွားလာတဲ့အခါဘရင်ချန်ရာရတီရဲ့ကလေးဆိုတဲ့အတီကြောင့်ငါတို့အစီအစဉ်တွေပြည့်စည်သွားမှကြောက်တယ်လို့ပြောပြီးပြန်သွားပါတော့တယ်။ ကိုလာခံကြပြီးတဲ့နောက်မှာတော့မဲကျင်နာရဲ့တားတော်လေးအောင်မြင်ဆောင်မွေးဖွားနိုင်ခဲ့ပါပြီ။အဲ့ဒီလိုနဲ့ပဲတားတော်လေးမွေးဖွားပေးနိုင်တဲ့မဲကျင်နာဟာအယုဒ္ဓယရဲ့မိဖုရားဖြစ်လာခဲ့ပါတော့ဒီ။တေယုံကတော့ကျင့်တဲ့မှုရှိပေမဲ့အချင်းကြနေတဲ့လာဝန်ခံဖိခန်းနဲ့ချစ်ရာဝတီတို့ကတော့ကျင့်နှံ့မရှိခဲ့ကြပါဘူး။နောက်တရက်မှာတော့ပုံနာတော်အသေးရောက်နေကြောင်းနဲ့နတ်ဖုရားမြတ်ပူဇော်ပါတာရန်တခင်မကိုဖိတ်ခေါ်လိုက်ကြောင်းကျင့်နာကိုပြောပြလိုက်ပါတယ်။သူရောက်ရှိလာတဲ့ပုံနာတော်အသေးကသူမရဲ့ချစ်သူပုံနာဝါမုံပဲဖြစ်ပါတယ်။ တစက်ထဲမှာပဲပုံနာတော်အစ်ကယခုအချိန်ကျပါပြီလို့အမှားပါလိုက်ကြောင်းကိုပါရှောက်တင်လိုက်ပါတယ်။ကျင်းလာလေတားငယ်ကြီးဖားခင်ဖြစ်သူသူ့ရဲ့ယောက်ျားရှင်မင်းမြက်ကိုကြံစီတက်ပြရတော်မှာပဲဖြစ်ပါတယ်။ကျင်နာကပုံနာတော်အစ်စ်ဝါမွန်နဲ့တွေ့တွေ့တဲ့အခါဘရင်မင်းမြတ်တောင်းမဲ့ရင်းနှွေးချမ်းထဲမှာစိတ်ခတ်ဖို့အစိတ်ပူပေးလိုက်ပါတော့တယ်။နန်းဆောင်ထဲမှာရှိတဲ့ဘရင်မင်းမြတ်ကတော့တိုင်းပြည်ရာတွေတွေ့ပြီးရတမရင်နိုင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီညမှာပဲကျင်နာဟာကလင်းငယ်ကိုပွက်ချပြီးဘရင်မင်းမြတ်ကြီးကိုတွားရောက်ခဲ့ပါတယ်။ ဘရင်မင်းမြက်ကသူ့ဖိတ်ခေါ်မထားပဲဘာလို့လာတာလဲလို့မေးတဲ့အခါအချိန်အခါကြပြီမို့လို့ပါအရှင်မင်းမြက်လို့ဂျင်နာကပြန်ပြောလိုက်ပါတော့တယ်။ယခုတကမဲဂျင်နာရဲ့အကြံစီအောင်မြင်ပြီးထီးနှဲကိုတင်ပိုင်နိုင်ပါမလား။ဒါမှမဟုတ်သူတို့ရဲ့အကြံစီကိုဘရင်မင်းမြက်သိရှိသွားပြီးတည်တံ့ချခံရမလားဆိုတာကိုတော့အပိုင်းလေးမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါလိမ့်ရှင်။